လုပ်ငန်းခွင်မှာကုမ္ပဏီမှာပြဿနာအများဆုံးခွင့်တစ်ခုရှိတယ်အဲ့ဒါပါလဲဆိုတော့ရှောင်းတခင်ခွင့်ပေါ့နော်အင်္ဂလိပ်ဆိုရင်အဲ casual leave လို့ခေါ်တာပေါ့အဲ့တော့ရှောင်းတခင်ခွင့်နဲ့ပတ်သက်ပြီးတော့အဲကုမ္ပဏီမှာ HR တွေ manager တွေမှားမြစ်တွေလည်းထပ်ပြီးအများကြီးရှိတယ်အဲ့ဒါလေးကိုပြောပြခြင်းနဲ့အာကျွန်တော်တင်တဲ့တင်တန်းမှာဒီ labor law နဲ့ပတ်သက်ပြီးတော့ဒီ quick နေနဲ့ပတ်သက်ပြီးတော့မေးရတာရှိရပြောရတာရှိရအဲ့တော့ HR တွေအနေနဲ့ manager တွေအနေနဲ့မှားယွင်းတာကြီးเนาะဟိုဆုံးဖြတ်တဲ့နေရာမှာဘယ်လိုမှဥပဒေကိုတိကျနားမလဲပဲနဲ့ဆုံးဖြတ်ပြီးတော့လုပ်နေတာအများကြီးရှိရအဲ့ဒါကိုပြောချင်တယ်အဲ့တော့ဒီ ခွင့်ဆိုတာကျွန်တော်လေးပါလောပေါ့နော်အဲလေးပါလောမှာဒီစာအုပ်ရှိရပေါ့နော်လေးပါလောပေါင်းကြုံပေါ့နော်အဲ top hr solution ကနေပြီးတော့အဲ top hr ကဒီမှာဂျာမတ်တော်တော်ဒါထုတ်ထားတဲ့လေးပါလောဒါပေါင်းကြုံစာအုပ်ရှိရအဲ့ကဲမှာလည်းအကုန်ပါတယ်အဲ့တော့ဒီထဲမှာပြောချင်တာကဘာလဲဆိုတော့ခွင့်ရနဲ့အလုပ်ပရနေဦးတွေဆိုပြီးတော့ကျွန်တော်တောက်ပါတယ်အဲ့တော့နေဦးတွေက2018ခုမှာကျွန်တော်နော်2018အဲ့ဆက်ရှိကုန်ဒီကထုတ်ပြန်စာအုပ်လေးအဲ့ဒီအပိုင်းကိုကျွန်တော်ဖတ်ကြည့်ရမယ်အဲ့တော့ချောင်းကင်ခွင့်ဆိုတာဘာလဲဆိုတာအရင်ပြောချင်တာပေါ့နော်အဲ့တော့ကက်ရှူရယ်လိဗ်လို့ခေါ်တယ်ချောင်းကင်ခွင့်ဆိုတာဒီစာအုပ်ထဲမှာကျွန်တော်ဥပဒေမှာရေးထားတာပေါ့နော် ်။ဝင်နန်းတယောက်ကမမျော်လင်းတဲ့ကိစ္စနော်။အရေးပေါ်မမျော်လင်းတဲ့ကိစ္စတခုဖြစ်လာရင်ကျွန်တော်ရတဲ့ခံစားခွင့်ရှိတယ်။ခွင့်ပေါ့နော်။အဲ့တော့ချောင်းကင်ခွင့်ဆိုတာကလူတွေမှာဘယ်သူပဲဖြစ်ဖြစ်အရေးပေါ်အခုကျတော့ရှောင်းလွဲလို့နေရတဲ့ကိစ္စဆိုတာလူတိုင်းရှိတယ်။ရှိရင်အလုပ်ရှင်အနေနဲ့ဒီဝင်နန်းကိုလောက်ကလာတာအဖြစ်နဲ့ပေးရမယ်လို့ရေးထားတယ်ပေါ့နော်။အဲ့တော့ပြောချင်တာကရှောင်းလွဲမရတဲ့ကိစ္စရဲ့အရေးပေါ်ကိစ္စနော်အဲ့တော့အဲ့လိုမျိုးကျွန်တော်ရေးထားတယ်။ အဲ့တော့ရှောင်းကင်ခွင့်ကတနစ်မှာ6ရက်ပေါ့နော်အဲ့တော့ပက်ကလေးနဲ့6တနစ်မှာ6ရက်ရတယ်အဲ့တော့ဒီတနစ်ကျော်သွားရင်ဒီ6ရက်ကဒါပြက်ပြဲသွားတယ်မရှိတော့ပေါ့နော်အဲ့တော့တခုတည်လာမှာရှောင်းကင်ခွင့်ခွင့်ဆိုတာကဒီဝန်ထမ်းရဲ့ရပိုင်ခွင့်မဟုတ်ဘူးပေါ့နော်ရပိုင်ခွင့်မဟုတ်မဟုတ်ဘူးဆိုတာလည်းဆိုတော့တကယ်အရေးပေါ့တကယ်ရှောင်းရဲမရတဲ့ကိစ္စတွေဖြစ်လာရင်အဲ့ခွင့်ဆိုတာပေါ်လာတယ်ပေါ့နော်အဲ့ဒါကိုတနစ်မှာ6ရက်ဒီခံစားခွင့်ရှိရဲလို့ရေးထားတယ်အဲ့တော့နောက်တစ်ခုကြတော့ဘာလဲဆိုတော့ဒါအချိုးကြလေကျွန်တော်တို့ခံစားခွင့်ကြည့်တယ်ဥပမာဒီခွင့်တွေကို ဒီဝန်ထမ်းတယောက်ပေါ့ဗောနော်အစမ်းခံကာလာကြဘယ်ဖြစ်ဖြစ်အတီးပြုတ်ကဘယ်ဖြစ်ဖြစ်ဒီခွင့်နေရာပေးရတယ်အဲ့တော့ရှောင်းကင်ခွင့်ကအစမ်းခံကာလာမှာလည်းခံစားခွင့်ရှိတယ်အော်လာစာအပြည့်နဲ့ခံစားခွင့်ရှိတယ်ပြီးတော့သူကတနေ့မှာ6ရက်ဖြစ်တဲ့သူကဒီအချိုးကျအနေနဲ့နှစ်လမှာတစ်ရက်နေနဲ့ကျွန်တော်တို့ပေးလို့ရတယ်တော်တာနော်နောက်ပြီးတော့ဒီနီးမှုတွေထဲမှာဘာဆက်ရေးထားရဲဆိုတော့ကျွန်တော်တို့ကနော်အလုတ်တမားဒီရေရှောင်းတင်ခွင့်ခံစားခြင်းဆိုရယ်ကောင်းစီအောင်မှာရှိရယ်အလုတ်တမားဒီအလုတ်ဆောက်ဝင်ဒီနေမှာစပြီးတော့ ော်လုံးတက်နှစ်လပြည့်တဲ့အခါတိုင်းနဲ့ရှောင်းခင်ခွင့်တရက်ကိုအာအခကျင်းငွေလာတာအပြည့်နဲ့ခန်းစားခွင့်ရှိတယ်အဲ့တော့လုံးတက်နှစ်လမပြည့်လဲခိုင်းတော့အကြောင်းပြချက်ရှိပါကရှောင်းခင်ခွင့်ကိုလည်းအလုပ်ရှင်ကခန်းစားခွင့်ပြုရမည်တဲ့ဒီလားနော်အဲ့တော့အလုပ်ရှင်ကခန်းစားခွင့်ပြုရမည်လို့ရေးထားတယ်နော်ပြုနိုင်တယ်မဟုတ်ပြုရမည်လို့ရေးထားတယ်အဲ့တော့နှစ်လဟိုတရက်နဲ့အထူးကြခန်းစားခွင့်ရှိတယ်လို့နှစ်လမပြည့်ရင်လဲခိုင်းလုံးတော့အကြောင်းပြချက်ရှိပါကလို့ရေးထားတယ်နော်အဲ့တော့ခိုင်းလုံးတော့အကြောင်းပြချက်ရှိရင်အလုပ်ရှင်ကခွင့်ပြုရမယ်လို့ရေးထားတယ်အဲ့တော့တချို့ HR တွေကနှစ်လမပြည့်သေးလို့နော်အဆောင်ခင်ခွင့်ပေါ့မပေးဘူးလို့ပြောတယ် တော့ခိုင်နှုံးနဲ့အကြောင်းပြချက်ရှိပေးရမယ်လို့ရေးထားတယ်ဥပဒေကနော်အဲ့ဒါကြီးလည်းအာအိရှာရဲ့အနေနဲ့နားလည်ဖို့လိုတယ်နော်ဟိုဥပဒေကိုတို့ကမှဥပဒေကိုခံစားပေးဖြစ်တဲ့ပုံစံမျိုးကိုတိကျသဘောတရားနားလည်အောင်လုပ်ဖို့လိုတယ်အဲ့တော့နောက်ခုကျတော့တချို့အိရှာတွေဘာမှလဲဆိုတော့တချို့အိရှာတွေဝန်ထမ်းတွေမန်နေဂျာတွေပေါ့နော်အဲ့တော့ရှောင်းတခင်ခွင့်ဆိုတာရဲ့ကြိုပြီးတော့ဟိုမတိနိုင်တဲ့အရာကိုရှောင်းခင်ခွင့်လို့ပြောတယ်အဲကြိုပြီးတိရင်ရှောင်းခင်ခွင့်မဟုတ်ဘူးလို့ဟိုပြောတယ်လို့လည်းရှိတယ်ဒါအဲ့ဒါလည်းမဟုတ်ဘူးပေါ့နော်။ဘာကြောင့်လဲဆိုတော့ဒီလိုမှဥပဒေမှာကြိုတိရမယ်၊တုံမတိရမယ်လို့ ိုသူကိုမတိမပေးရမယ်လို့ရေးထားတာမဟုတ်ဘူးချောင်လွဲမရတဲ့ကိစ္စအရေးပေါ်ကိစ္စလို့ပြောတယ်ချောင်လွဲမရတဲ့ကိစ္စဆိုတာလူနေမှာကကိုယ့်ရဲ့ကိုယ့်ရဲ့ကိုယ်တိုင်ကိစ္စရရှိရဲချောင်လွဲမရတဲ့ကိစ္စရရှိရဲအခုမှပြောရရင်မနှက်ပြန်တော့မဟုတ်တပတ်ခါမှာနော်ကိုယ့်ရဲ့အဲဦးလေးတော့မဟုတ်ကိုယ့်ရဲ့ညီတော့မဟုတ်ကိုယ့်ရဲ့အဲနော်ဆွေမျိုးတရားရောက်ကတော့မဟုတ်ကိုယ့်ရဲ့တာသမီပေါ့နော်အဲ့တော့မင်္ဂလာဆောင်ရှိတယ်တော့မဟုတ်နော်ဒီအရေးကြီးတဲ့ကိစ္စရှိရဲ ဲ့ဒီစားမှာကိုယ့်ရဲ့တာရင်းနာရီကိစ္စကြီးမှာမတွားလို့မရဘူးပေါ့နော်အဲ့တော့မက်ပြန်တော့မဟုတ်တပတ်ခါမှာကိုယ့်ရဲ့ညီဘုံကိုယ့်ရဲ့အကိုကိုယ့်ရဲ့ညီကောင်မအရင်နာရီအဲတွားပြီးတော့ဒါတော့အနိုင်အတုကတွားဖို့ရမယ်ဒါမျိုးကိုရှောင်လွဲမရဘူးလို့ခေါ်တယ်ကျိုးသိတယ်ဒါပေမဲ့ရှောင်လွဲမရဘူးအဲ့တော့တို့မဟုတ်ကျွန်တော်တို့ဒီကိုယ့်ရဲ့ညီကနော်ဟိုစေယုံတက်ရတယ်အဲ့တော့စေယုံတက်ရတယ်ဒီညညသွေးချင်းစေယုံတက်ရတယ်အဲ့တော့မက်ပြန်စေယုံကတ်ကြည့်ရမယ်တို့မဟုတ်ကိုယ့်ရဲ့အမေကိုယ့်ရဲ့တာသမီး အရေးပေါ်ဆေးရုံတက်ရတဲ့အတွက်ကိုကသွားရမယ်ခွင့်ယူရမယ်ဆိုရင်ကြိုတိရဲ့အရာတွေပဲအဲ့တော့ကျွန်တော်တို့ကမလက်ပြန်ကိုသွားရမယ်ဆိုရင်ကြိုတိကိုကြိုတိရဲ့ဒါပေမဲ့မဖြစ်မနေသွားမယ်ဒါကကြတော့ကျွန်တော်တို့ကိုယ့်ရဲ့လူမှုရေးတိုင်းရင်းတိုင်းတခြားအရာနော်ရှောင်လွဲလို့မရဘူးအဲ့ဒါကိုကျွန်တော်ရအောင်သင်ခွင့်လို့ပြောတယ်အရေးပေါ်ကြတော့ဥပမာအဲဒီနေ့အလုပ်သွားကန်ပြီးမှမှာပေါ့နော်အိမ်မှာလျှက်ချင်းမီးလောင်လို့ဒါမှမဟုတ် အဲဒီနေ့အလုပ်သွားကြတယ်ဒီမှာမှာကိုယ့်ရဲ့အဖေရအမေရရုတ်တရက်ဖျားလို့တော့မဟုတ်နှလုံးရောဂါဖြစ်လို့တော့မဟုတ်တွေးတိုးဖြစ်လို့ဆိုပြီးတော့ဆေးရုံကိုပို့မိတ်လို့လည်းမရှိဘောနော်ဆေးကဆေးရုံဆေးကပို့ပို့နိုင်ပို့လိုက်ရလို့ကိုခွင့်ယူလိုက်ရတယ်။ဒါမျိုးဆိုလည်းကျွန်တော်ကအရေးပေါ်ကိစ္စပေါ့။အဲ့တော့အလုပ်မကူဒီမှာအရေးပေါ်ကိစ္စရှောင်လွှဲလို့မရတဲ့ကိစ္စမှာဆိုရင်ရှောင်ခင်ခွင့်လို့ကျွန်တော်တတ်မှတ်တယ်။အဲ့တော့ရှောင်ခင်ခွင့်ဆိုတာကျွန်တော်ကသူ့ရဲ့တဘောကိုနားလေပို့လို့ပဲ။အော်မနေ့ပြန်မှာနော်ကိုကအရေးပေါ်ရဲ့မုံရှောင်ခင်ခွင့်လည်းမဟုတ်ကိုကလည်းကိုရုပ်ရှင်သွားကြည့်ချင်းတော့အဲတော့မဟုတ် အဲကိုကြီးစားနဲ့ချိန်ထားလို့ပေါ့နော်ခွင့်ယူလဲဆိုတာချောင်းတင်ခွင့်မဟုတ်အဲ့ဒါကြောင့်ချောင်းတင်ချောင်းတင်ခွင့်ဟုတ်လားမဟုတ်လားဆိုတာကအထက်မန်နေဂျာတွေကကိုယ့်ဘယ်ဝင်နှောင်းဆုံးဖြတ်ပြီးတော့ဟိုတတ်မှတ်ပြီးလို့လေ HR ကလည်းဒါကိုတေချာပြီးပြီးတော့တော့ခွင့်ပြုပေးဖို့လို့လေအထက်မန်နေဂျာတွေကခွင့်ပြုဖို့လို့လေချောင်းတင်မဟုတ်ဘဲနဲ့ချောင်းတင်ခွင့်ဆိုရင်ယူရင်ဒါကနော်ဒီလောက်ကလောက်ခလာတာအပြင်နဲ့ခံစားခွင့်ရှိတဲ့အတော့ အဲကုမ္ပဏီကလာစာကိုဒီတရက်စာကိုအလုံးမလုပ်ပဲနဲ့အလားအယူရဲပုံစံမျိုးဖြစ်တယ်တကယ်အရေးပေါ်တကယ်ရှောင်ရွေးမရတဲ့ကိစ္စမဟုတ်ပဲနဲ့ယူရဲဆိုရင်နော်ဒီဒီလုပ်ရတရက်ကိုလောက်ကလာစာတရက်ကိုကုမ္ပဏီစီကနေဒါမတရားယူလိုက်တဲ့ပုံစံဖြစ်တယ်ဒါကြောင့်မန်နေဂျာတွေကလည်းတရားစီစစ်ရမယ်အိရှာကလည်းနော်ဝန်ထမ်းကြီးကဌာနရတယ်တရားစီစစ်ရမယ်အဲ့တော့တချို့ဝန်ထမ်းတွေကကြောက်တော့ဒီ attitude အရာပေါ့နော်ဟိုမှာအလုပ်များတဲ့အခါမှာအလုပ်များတဲ့အချိန်တကယ်ကိုအရေးကြီးတဲ့အချိန်မှာခွင့်ယူတယ်ခွင့်ယူပြီးတော့ရှောင်တခင်မဟုတ်ပဲနဲ့ရှောင်တခင်ဆိုပြီးယူတဲ့အခါကျတော့လာစာအပြင်နဲ့အိမ်မှာနေရပြီးတော့နော်အလုပ်မလုပ်ပဲနဲ့လာစာယူထားတယ်အဲ့တော့ရုံးမှာရှိတဲ့လူတွေကလုပ်တွေပို့ပြီးတော့သူမလားဆိုတော့ပို့ ပြီးလောက်ရတယ်အဲ့တော့ကျွန်တော်တို့ခဏတောင်တရားမြတ်တောင်မရှိဘူးမရှိတဲ့တော့လည်းဒီမန်နေဂျာတွေကเนาะဒီဝန်ထမ်းကိုเนาะ ဒါရှောင်းကင်ခွင့်မဟုတ်ပဲနဲ့အဲ HR နဲ့ manager နဲ့ကဒီဝန်ထမ်းကိုရှောင်းကင်မဟုတ်တဲ့ဆိုရှောင်းကင်ခွင့်မဟုတ်မပေးဘဲနဲ့အဲသူ့ရဲ့ဒါလုပ်တဲ့ခွင့်သုံးမဟုတ်တခြားသူ့ဘုံကိုတောင်းပြလို့ရပါဘူးเนาะအဲ့တော့တခါကျရင်တကယ်အရေးပေါ်ဖြစ်တယ်ဒီဝန်ထမ်းကเนาะဟိုလုပ်တဲ့ကလည်းကြာပြီတကယ်အရေးပေါ်ဖြစ်လို့ဟို3ရက်သုံးမဟုတ်4ရက်ပေါ့เนาะယူလာမယ်အဲသူ့ရဲ့ကလေးသူ့ရဲ့သူ့ရဲ့အမေကအစည်းအဝေးတင်ရတော့တကယ်တော့သွားပြီးတော့ပြောနေပြောပြမယ်လို့နေပြမယ်လို့မရှိဘူးကုညီမယ်လို့မရှိတဲ့အခါသွားတယ်သွားတယ်သွားတယ်တကယ်ကိုအရေးပေါ်လို့တဲ့အခါမှာเนาะကိုယ့်ရဲ့မိဘကိုယ့်ရဲ့သားသမီးတွေမကောင်းလို့အစည်းအဝေးတင်ရတယ်အဲ့ကြရင်ဒီဝန်ထမ်းကိုသူကเนาะဒီနှစ်မှာ အာအထူးကြအနေနဲ့ပေါ့နော်နှစ်လပဲရှိသေးလို့သုံးလပဲရှိသေးလို့ဟိုချောင်းကြီးခွင့်နှစ်ရက်ပဲရမယ်ဆိုပြီးပေးတာမျိုးရှိတယ်။အဲ့တော့ကျွန်တော်တို့ကသုံးရက်ထပ်ပို့ပြီးတော့ဒါမပေးရဘူးချောင်းကြီးခွင့်တော့သုံးရက်ထပ်ပို့ပြီးတော့သုံးရက်ဆက်တက်ထပ်ပို့ပြီးမပေးရဘူးလို့ရေးထားတယ်။နောက်ထပ်ကြတော့လည်းအထူးကြအနေနဲ့လည်းနှစ်လတစ်ရက်လို့ရေးထားတယ်ဆိုတာအချို့တွေကနော်ချောင်းကြီးခွင့်ကိုတစ်ရက်ပဲပေးတယ်ပြီးတော့တခြားအန်တီနဲ့ဟိုပေးတယ်ပေါ့နော်။အဲ့လိုမျိုးတွေလုပ်တယ်။အဲ့တော့တခြားဟာနဲ့လည်းဆက်ဆက်လို့ချောင်းခွင့်တွေနဲ့လည်းဆက်ဆက်လို့မရတယ်ဆိုတာတခြားခွင့်တွေနဲ့မပေးဘဲနဲ့နော်အန်တီတွေပေးတယ်။အဲ့တော့အဲ့လိုမျိုးလည်းကျွန်တော်မလုပ်သေးဘူး။တကယ်ဖြစ်တယ်အကြောင်းအကြောင်းအရာခိုင်းလို့နေဆိုရင် เนาะ HR ကနေမှာဒီဝန်ထမ်းကိုเนาะဒီအချိုးကျအနေနဲ့နဲ့တရက်ပဲနှစ်ရက်ပဲပေးရတယ်ဆိုပေမဲ့အဲကျွန်တော်တို့၃ရက်၄ရက်ပေးလိုက်လို့ရတယ်အကြောင်းပြချက်ခိုက်မာတယ်ဆိုရင်ကျွန်တော်ပေးလိုက်ပါတယ်ပေးရတဲ့အတွက်ဒီဝန်ထမ်းအနေနဲ့ကလည်းအဲကိုယ့်ရဲ့ကုမ္ပဏီမှာယုံကြည်ချက်ရှိပြီးတော့လုပ်ငန်းလုပ်ရတာလည်းလုပ်ပါတယ်သူကပျော်မယ်ပေါ့เนาะသူအကွဲတဲ့ဝန်ထမ်းဝန်ထမ်းကောင်းတွေဝန်ထမ်းဟောင်းတွေကိုကျွန်တော်တို့ကဒါပေးလို့ရတယ်အဲ့ဒါကိုတချို့ HR တွေကเนาะဒီလေဘာလောမှာရေးထားတဲ့သဘောတရားကိုနားလည်မလဲပဲနဲ့ရေးထားတဲ့စာအတိုင်းပဲစာအုပ်ဒီအတိုင်းပဲအဲဥပဒေကိုเนาะလှိမ့်လိုက်တာဟာထစ်ပေါ့เนาะအဲဒီတေချာကုညံတဲ့ ဟိုဘာဖြစ်တင်လဲဘာဖြစ်တင်လို့ဆိုတော့ဟိုခွဲခြားပတ်တပ်ပိုင်နေလေဘာလို့စာအုပ်ကြီးအတိုင်းလုပ်တဲ့အခါမှာเนาะဒီဒါမဖြစ်တင်တဲ့အရာကြီးဖြစ်တယ်เนาะအဲ့ဒါကြောင့်လေဘာလို့စာအုပ်ကြီးအတိုင်းလုပ်ပြီးတော့เนาะအတုံးနဲ့အစ်စ်လိုက်ကလီနန်ဓာတ်ဖြစ်ကျွန်တော်တို့ဟိုမလုပ်ကြပါနဲ့ဟိုမလုပ်တင်ဘူးလို့ပြောကြည့်တယ်เนาะအဲ့တော့ကက်ရှူရမဟုတ်တဲ့လူကိုကက်ရှူရပေးရတယ်မဖြစ်တယ်ဘူးကက်ရှူရတကယ်ရှောင်းတခင်ဖြစ်တဲ့လူကိုလည်းရှောင်းတခင်ကျွန်တော်တို့ပေးရမယ်เนาะအဲ့ဒီတော့ကိုနောက်ခုကြတော့တချို့ဝန်ထမ်းတွေကဒါရှောင်းတခင်ခွင့်ပေါ့เนาะတနည်းမှာ6ရက်ရှိရဲဆိုတော့ရပိုင်ခွင့်လို့ထင်တယ်ဒါကတကယ်ဖြစ်လာပုံမှာဖြစ်ပေါ်လာတဲ့ 6ရက်ဖြစ်တယ်တကယ်ဆောင်တကယ်မဖြစ်ရင်တစ်ရက်မှယူစရာမလိုဘူးเนาะဒီလေဝန်ထမ်းလူတစ်ယောက်ကအရေးပေါ်ဒီခဏမှာเนาะဟိုလုံးဝမဖြစ်တဲ့လူတွေရှိတယ်ဖြစ်လာခဲ့ရင်ယူဖို့ကိုလာအပြင်နဲ့ယူခွင့်ပေးထားတာဖြစ်တဲ့တော့ဆောင်တကယ်မဟုတ်ပဲနေတာကိုလိမ်လည်ပြီးတော့သူ့မဟုတ်เนาะအလွယ်တကူဆောင်တကယ်ပေးနေတာတော့ကုမ္ပဏီအတွက်နစ်နာတယ်အခုကျတော့ချုပ်ဝန်ထမ်းကဆောင်တကယ်ဆောင်တကယ်ဆိုပြီးတော့เนาะဟိုတစ်နှစ်မှာ6ရက်ရှိတယ်ဆိုရင်6ရက်ပြည့်အောင်ယူမယ်ဆိုပြီးတော့ယူနေတာရှိတယ်အဲ့တော့ကျွန်တော်တို့မှာเนาะဒီတခြားဆေးခွင့်တွေနောက်ကြတော့ဒီလုတ်တက်ခွင့်နေเนาะရှိတယ်မိဘခွင့်နေရှိတယ်နောက်ကြတော့ကစားတဲ့ဟောလီဒေးအစိုးရရုံးပိတ်ရက်တွေရှိတယ်အဲ့ပိတ်ရက် ပြည်ပဲအနာကြီးကျွန်တော်တို့နားပြီးတာရက်တစ်ပတ်တည့်ရမှာလေတည့်ရနားပြီးတာအဲ့ဒါကိုရှောင်းတခင်ခွင့်ကိုကျွန်တော်တို့ကနော်၆ရက်ပြည့်အောင်ယူမယ်ဆိုတော့အဲဒီအတွေးခေါ်ရတယ်မဟုတ်ပါဘူးမန်နေဂျာတွေကလည်း၆ရက်ပြည့်အောင်ပေးမယ်ဆိုတော့အတွေးခေါ်ပြောမရှိတင်ဘူးတကယ်ရှောင်းတခင်ရှောင်းလဲမရတဲ့အရေးပေါ်ကိစ္စ ခိုင်ဟိုခိုင်လုံတဲ့အကြောင်းပြချက်ရှိတယ်ဆိုရင်တော့ရှောင်းငင်ခွင့်ကိုကျွန်တော်တို့ပေးပြီးတော့တစ်နှစ်ကို6ရက်ကျင်လို့ရတယ်လို့ပြောချင်တာเนาะအဲ့ဒါလေးကိုနားလည်စေချင်တယ်တခြားသဘောပေါက်စေချင်တယ်ရှောင်းငင်ခွင့်နဲ့ပတ်သက်ပြီးတော့လွဲမတာတွေအတွင်းခေါ်လွဲတာတွေသဘောတဘာဝနားမလည်ပဲလွဲပြီးတော့လုပ်နေရတယ်ကျင့်သုံးရတယ်အများကြီးရှိတယ်ဒါကြောင့်တခြားနားလည်ဖို့လိုတယ်အဲ့ကြောင့်ဒီနေ့ဒီရှောင်းငင်ခွင့်နဲ့ပတ်သက်ပြီးတော့တခြားပြောပြခြင်းဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်